ဒီမြေတို့သာသနာတော်မှာယဟန်တော်များအနေနဲ့လမ်းမလွဲဖို့အရေးကြီးပါတယ်လမ်းလွဲသွားလို့ရှိရင်ယဟန်ဘဝယဟန်ဖြစ်ရကျိုးယဟန်ဝိရကျိုးမနဲ့ဘူးပေါ့စာပေထဲမှာဥပမာပေးထားတာရှိတယ် တစ်ပင်အနှစ်ကိုလိုချင်တဲ့သူဟာအခက်တွေအရွက်တွေနဲ့ပဲကျင်းနေလိုက်ရတာမျိုးအပွေးတွေနဲ့ကျင်းနေလိုက်ရတာမျိုးအခွန်တွေအကာတွေနဲ့ကျင်းနေလိုက်ရတာမျိုးစပီထဲမှာဥပမာပေးထားတာရှိတယ်လိုချင်တာကအနှစ်ရလိုက်တာကအရွက်တွေအခက်တွေ အခုံတွေအကာတွေအပွေးတွေဒီလိုပဲတပည့်တော်သာသနာတော်မှာကုလဗုဒ္ဓလို့ခေါ်တဲ့အမျိုးကောင်းသားတွေသာသနာပုံကိုဝင်လာတာတို့ယဟန်ဘောဝဆိုတာငြိမ်းချမ်းတယ်တန်တရာဝစင်းရကဖတ်မြောက်နိုင်အောင် လုပ်နိုင်တယ်လူဘဝဟာ ဇာတိဒုက္ခတွေဇရာဒုက္ခတွေဇာတိဒုက္ခတွေမရဏဒုက္ခတွေနဲ့ရောပြန်လို့ဆင်းရဲတယ်အဲ့တော့ဒီသာသနာ့ဘောင်ဟာယဟန်ဘဝဟာအဲ့ဒီဒုက္ခတွေကလွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုပြီးတော့သာသနာ့ဘောင်ကိုဝင်လာတာဒါတတ္တပပ္ပစိတာပုဂ္ဂိုလ်တွေပေါ့နော်ဒီလိုကြောင်းတိုင်းမှာ တရားတရားနဲ့ဝင်လာတဲ့ကိုရင်ဦးစင်းတွေတော်တော်များပါတယ်သာသနာတော်မှာတကယ်ကြင်ကြအထုတ်ခြင်းနဲ့စိတ်နဲ့ဝင်လာတဲ့ပုဂ္ဂိုလ်တွေဘုရားရဲ့အဆုံးအမတွေကိုကြင့်မယ်အထုတ်မယ်ဆိုပြီးတော့ဝင်လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်တတပပစီလာလို့ပြောရမှာပေါ့နော်ရသနာဘောင်းကိုဝင်လာတယ်ဝင်လာပြီးတော့လမ်းလွဲသွားတယ်ဘယ်လိုချို့ဘယ်လိုလမ်းလွဲလဲဆိုတော့ လာဘတက္ကရာတီလောကလမ်းကိုလိုက်သွားတာဝိလာတုံးကတော့တန်တရာဝဆင်းရကလွမြောက်ခြင်းဖို့ရှင်နေဆိုတဲ့စိတ်နဲ့ကြင်ကြံအထုံးမယ်ဆိုတဲ့စိတ်နဲ့ဝိလာတာဒါပေမဲ့ရောက်သွားတဲ့အခါကျတော့လာဘတက္ကရာတီလောကလမ်းကြောင်းပေါ်ရောက်သွားတာပစ္စည်းလက်လာဘပေါ်များရေးလမ်းစဉ်တက္ကရာလို့ခေါ်တဲ့ဒကာဒကာမတွေရဲ့ပူဇော်မှုကိုခံယူခြင်းနဲ့လမ်းစဉ်တီလောကလို့ခေါ်တဲ့ ကြော်ကြားမှုပေါ့နော်ကြော်ကြားမှုလမ်းစဉ်ကိုလိုက်သွားတာငါကဘလို့ဆွမ်းတယ်ငါဘလို့လုံနိုင်တယ်ငါကဘလို့ဘုံကြီးတယ်ငါကဘလို့နာမည်ကြီးတယ်ဆိုတော့အဲ့ဒီလမ်းစဉ်နောက်ကိုလိုက်သွားတယ်သူအဲ့ဒီမှာပဲကျင့်တတ်နေတယ်တီလာကျင့်ရမှာကိုမေ့နေတယ်တရားအထုတ်ရမှာကိုမေ့နေတယ်ဝိပဿနာကမ္မဋ္ဌာန်းတွေပွားများအားထုတ်ပြီးတော့မဟုတ်နိဗ္ဗာန်ခရီးကိုသွားမှာကိုမေ့နေတယ် လူတွေပူဇော်မှုမှာตายာနေတယ်လူတွေရဲ့ချီးမွမ်းမှုမှာตายာနေတယ်အဲ့ဒါဟာဂုံယူစရာမဟုတ်ဘူးပေါ့နော်အဲ့ဒီမှာရက်နေရမှာမဟုတ်ဘူးဆိုတော့ဒါယဟန်ဘုရားတွေမိမိတို့ပန်းနိုင်ကိုမေ့နေတတ်ကြတာပေါ့နော် လောကီလုပ်တွေလုပ်ပြီးတော့အဲ့ဒီမှာตายာနေကြတယ်လူတွေကမြောက်တယ်လူတွေကရှိမွန်းတယ်အဲ့ဒီမှာตายာနေတယ်ဆိုတော့ဝက်လာတုန်းကတော့တန်ត្រာဝစင်းရဲကထွက်မြောက်ဖို့ဆိုတဲ့ရွယ်ချက်နဲ့ဝက်လာတယ်ဒါမဲ့ तू ကလာဘတက္ကရာသီလောကဆိုတဲ့လမ်းကြောင်းမှာပဲရက်နေတယ်ရှေ့မဆက်နိုင်ဘူးသီလသမารီပညာပေါ်မှာရှေ့မဆက်နိုင်အဲ့တော့ဘာနဲ့တူလဲဆိုတော့ ်တစ်ပင်ရဲ့အနှစ်ကိုလိုချင်တဲ့လူဟာအနှစ်ကို မရဘဲနဲ့အကိုင်းတွေအခက်တွေနဲ့ကျင်းနေလိုက်ရသလိုပဲလိုချင်တာကအနှစ်ရလိုက်တာကအကိုင်းခက်ပဲအကိုင်းခက်နဲ့ကျင်းနေနေတဲ့ဘဝကိုရောက်သွားတယ်အဲ့တော့လာမတက္ကရာတိလောကပေါ်မှာตายရပြီးတော့မေမာနာတွေတက်လာတယ် အတုကန္တနာလို့ခေါ်တဲ့မိမိကိုယ်ကိုမြောက်ပင့်လာတယ်။ငါဘုံကြီးတယ်ငါနာမည်ကြီးတယ်။တက္ကရာကမအချမ်းချမ်းပေါများတယ်ဆိုပြီးတော့အဲ့ဒီမှာအတုကန္တနာလို့ခေါ်တယ်မိမိကိုယ်ကိုမြောက်ပင့်လာတယ်။ပရဝံမနသူများကိုနှိမ့်ချလာတယ်။ငါလောက်ဘုံမကြီးဘူးငါလောက်နာမည်မကြီးဘူးငါလောက်အချမ်းချမ်းမပေါများဘူးဆိုပြီးကိုယ့်ကိုယ်ကိုမြောက်ပင့်သူများကိုနှိမ့်ချလာတယ်။အဲ့တော့သာသနာတော်မှာ အဲလာဘတက္ကရာတိလောကနဲ့ပဲနှစ်ပါးသွားပြီးတော့စိတ်စင်းစင်းရဲ့နေရတော့တယ်သာသနာမှာချမ်းသာတယ်ဆိုတာကမညံဖူညံနိဗ္ဗာန်ရမှာလေမညံဖူညံနိဗ္ဗာန်မရရင်ဘယ်သူမှမချမ်းသာဘူးဘလောက်ပဲဘုံကြီးဘုံကြီးဘလောက်ပဲနာမည်ကြီးနာမည်ကြီးမချမ်းသာဘူးမညံဖူညံနိဗ္ဗာန်ရမှာတကယ်ချမ်းသာမှာအဲ့တော့ယဟန်ဖြစ်ပါလျက်နဲ့အဲ့လာဘတက္ကရာတိလောကမှာလမ်းဆုံးသွားရင်သာသနာမှာအဲ့ဒါ အကိုင်းအခက်နဲ့ကျင်းနေလိုက်ရတာပဲတပည့်တော်အရှင်ဒေဝဒတ်ကိုကြည်လေတာရကအရှင်ဒေဝဒတ်ဒီသာသနာပေါင်းကိုဝင်လာတာဟာတတပပစီတာပုဂ္ဂိုလ်เนาะတကယ်ကိုသရာတရားနဲ့ဝင်လာတာပါမိညင်မင်းသားဘဝကိုစွန့်ခွာပြီးတော့သရာတရားနဲ့ဝင်လာတာဒါပေမဲ့သူဒီလာဘတက္ကရာတိလောကလမ်းစဉ်နောက်ကိုလိုက်သွားတာအဲ့လာဘတက္ကရာတိလောကနောက်ကိုလိုက်ရင်းနဲ့ ဖះအပေါ်မှာစော်ကားတာတွေပြင်းမာတာတွေလုံးမိသွားတာလိုချင်တာကချမ်းသာရလိုက်တာကဆင်းရဲနော်ဒါဟာတပည့်တို့အရှင်ဒီဝတ္တကပေးတဲ့ဘဝပေးသင်ခန်းစာပဲလမ်းမလွဲကြဖို့ပေါ့နော်တပည့်တွေလမ်းမလွဲကြဖို့အဲ့တော့ဒိုးသွားနေတဲ့လမ်းစဉ်သည် လာဘတက္ကရာဒီလောကမှာရက်နေပါတယ်ဆိုရင်တော့အဲ့ဒါလုံးဝလွဲနေပြီပဲနော်ဘယ်เจ้าနဲ့နဲ့မှမပြန်ရဘူးဘယ်သူနဲ့မှမပြန်ရဘူးဘယ်ဘုန်းကြီးကဘုန်းကြီးတယ်ဘယ်ဘုန်းကြီးကနာမည်ကြီးတယ်ဘယ်เจ้าနိုင်ကဘယ်လိုနာမည်ကြီးတယ်ဘယ်เจ้าနဲ့နဲ့မှမပြိုင်နဲ့ဘယ်ဘုန်းကြီးနဲ့မှမပြိုင်နဲ့သာသနာမှာပန်းနိုင်ကရှိပြီးသားလမ်းစဉ်ကရှိပြီးသားပို့သွားရမယ့်ပန်းနိုင်ကဂုံတွေလက်တွေမဟုတ်ဘူးမဉ္ဇဉ်ဖုန်ဉ္ဇဉ်နိဗ္ဗာန်အထိသွားရမှာ ဲ့တော့ဂုံနေလက်တွေမှာပဲตายရနေတယ်ဂုံနေလက်တွေမှာပဲရက်နေပါတယ်ဆိုရင်တပည့်တော်တို့ဟာအကိုင်းအခက်နဲ့ကျင်းတဲ့နေရာတဲ့ပုံကိုယ်တွေဖြစ်သွားမယ်